ဆက်လက်ပြီးတော့မုံရွာနိုင်တဲ့နေသားတွေ့ရပါတယ်။ဒါမဲ့၉ရက်နေမှာဆိုလို့ရှိရင်တော့ထူးထူးခြားခြားဒေဇိုင်းဝဲဟာရခိုင်ရိုးမကိုရခိုင်ပြည်နယ်တောင်တန်းကိုတွန်းတဲ့တော့ကြောင့်မလို့စစ်တွေမှာမိုးသီးထန်စွာရွာသွန်းနိုင်ပါတယ်။စစ်တွေကနေတော့ကြောက်ဖြူကြားမှာရှိတဲ့ဒေသနေထိုင်သူတွေအထူးသတိထားပြင်ဆင်ဖို့လိုသလိုပဲတရားဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းနေပြည်တော်မန္တလေးရှမ်းပြည်နယ်တို့ကလုံးမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ဖို့လိုအပ်ပါတယ်ဒီကနေ့အချိန်ခါဆိုလို့ရှိရင်ငလင်တန်ကြောက်မလို့လူတိုင်းလူတိုင်းဟာလမ်းမပေါ်ထွက်ကွင်းပြင်မှာထွက်ပြီးတော့ဒုက္ခများစွာနဲ့အိပ်ရတဲ့အချိန်မှာကျွန်တော်တို့အမိုးကာရရှိလေးနဲ့အမိုးကာအောင်ရောက်ဖို့အတွက်အားလုံးပြင်ဆင်နိုင်ရန်အတွက်ကျွန်တော်တို့ဒီနေရာကအပြည့်ပေးလိုက်ပါတယ်ဒီကြားထဲမှာထူးခြားတဲ့ပြောင်းလဲမှုဖြစ်စဉ်တွေရှိရင်လည်းကျွန်တော်ကိုယ်သက်ထွေးနိုင်မီဒီယာမှာစနေကျွန်တော်တို့အရေးပေါ်ဆက်လက်တင်ကြမှာဖြစ်ပါတယ်အခုကျွန်တော်တို့တင်ဆက်နေတဲ့ရာဇဝတ္ထုခမန်းတတိပိကျက်တွေဟာငလင်တန်ခံစားရတဲ့ဒေသတွေအတွက် အလုံးအလုံးအရေးကြီးတဲ့အကြောင်းလို့ထပ်မှန်ပြီးတော့မျှဝေရှယ်ပေးကြပါခင်ဗျာအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်လာနိုင်သည့်လေဆိုင်ဝဲအရှင်ကြောင့်မြန်မာနိုင်ငံအနှံ့အပြားမိုးရွာသွန်းနိုင်သည့်အခြေအနေများနဲ့ပတ်သက်ပြီးမိုးလေဝသပညာရှင်ဆရာဦးထွေးတင်မှတုံသက်တင်ပြသွားသည်ကိုတင်ဆက်ပေးလိုက်ပါတယ်အရှိပတ်မှလာသောလေပွေလိုင်းများကြောင့်လကောင်းဘင်္ဂလားပင်လယ်အော်အတွင်းဖြစ်ပေါ်လာနိုင်သည့်လေဖီအားနှင့်ရဝန်းဤအရှင်ကြောင့်လကောင်းအာရှကုန်းတွင်းဒေသမှလေအေးများကြောင့်လကောင်းမိုးထစ်ချုံ ရွာသွန်းနိုင်ပြီးနေရာကွက်၍မိုးကြီးခြင်းမိုးသီးကြွေခြင်းမိုးကြိုးပြစ်ခြင်းနှင့်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်သည့်အတွက်မိဘပြည်သူများအထူးအဖြစ်မြင်းကလင်းပေးတံတင်ခဲ့သည့်ဒေသများမှမိဘပြည်သူများနှင့်ကုညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့်ကြိုတင်တတိပြုနိုင်ပါရန်တင်ပြပေးလိုက်သည်မူအဆုံးထိနှားဆင်ပေးသွားကြပါဦးခင်ဗျာမြင်းကလာပင်လယ်မှာရှိတဲ့ဒီဇိုင်းဝဲကြောင့်မြင်းကလင်းတန်းခံစားနေရတဲ့ဒေသတွေမှာမိုးလေဝသထူးခြားချက်များကိုကျွန်တော်တို့လေ့လာပြီးတော့အထူးအစီအစဉ်တင်ဆက်မှာဖြစ်ပါတယ် ဒီကနေ့ဧပြီလ၄ရက်နေ့မနေ့6နာရီတိုင်းတာဂျမားအယဘင်္ဂလားပင်လယ်ထဲမှာလေဆိုင်ဝဲတစ်ခုဖြစ်နေတာကျွန်တော်တို့တွေ့ရပါတယ်ဒီလေဆိုင်ဝဲဟာပစိဖိတ်သမုဒ္ဒရာကလာတဲ့လေဘူးစီးကြောင်းနဲ့အိန္ဒိယသမုဒ္ဒရာကလာတဲ့လေဘူးစီးကြောင်းတို့ထိတွေ့ပြီးတော့လေဆိုင်ဝဲလေးကနေပြီးတော့မှမြောက်ဘက်ကဘင်္ဂလားဒေ့ရှ်နိုင်ငံကိုဆင်းလာတဲ့လေဤစီးကြောင်းနဲ့ထိတွေ့လို့ဘင်္ဂလားပင်လယ်မြောက်ဘက်မှာလေဆိုင်ဝဲဆဖြစ်နေတာကျွန်တော်တို့တွေ့ရပါတယ်ဒီလေဆိုင်ဝဲဟာမြမပီကဲကိုဝေလာမဲ့ရေငွေ့တွေ စုဆောင်တဲ့လေဆိုင်ဝဲဖြစ်တယ်လို့ကျွန်တော်တို့သတ်မှတ်နိုင်ပါတယ်။အဲ့ဒီလေဆိုင်ဝဲဟာလာမဲ့9ရက်နေ့ရောက်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ပုံမူပြီးတော့အားကောင်းလာတာကိုတွေ့ရသလိုပဲဘင်္ဂလားပင်လယ်ဝါထုတ်လွတ်လိုက်တဲ့ရေငွေ့တွေကိုဗမာပြည်တွေကိုစတင်ပို့ဆောင်တာတွေ့ရပါတယ်။ကျွန်တော်တို့မနေ့ကရတဲ့သတင်းများအရဒီလေဆိုင်ဝဲနဲ့ပစိဖိတ်သမုတ်တရားကတုံးတဲ့လေစီးကြောင်းနဲ့ပါလာတဲ့လေတွေကြောင့်မမပြီးအောက်ပိုင်းမှာစတင်ပြီးတော့မိုးရွာသွန်းတဲ့တချို့နေရာတွေမှာမိုးကြီးတယ်လို့ကျွန်တော်တို့သတင်းများလက်ခံရရှိပါတယ် အဲ့တော့လာမယ့်6ရက်နေ့အနေထားမှာကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီလေးဆိုင်ဝဲဟာမုံတိုင်းဖြစ်လာမလားဆိုတဲ့အဆင့်ထိကိုကျွန်တော်တို့စဉ်းစားစရာတွေကျွန်တော်တို့ဖြစ်လာပါတယ်။လာမယ့်တနင်္လာနေ့9ရက်နေ့မှာတော့ဒီလေးဆိုင်ဝဲဟာပုံမူအားကောင်းလာပြီးတော့တနာယူမိုင်45မိုင်နှုံးနှောင်းနဲ့လေပြားနဲ့ရာရဝုန်ကြီးဖြစ်လာတာတွေ့ရမှာ။ဒါဟာဆိုလို့ရှိရင်ကျွန်တော်တို့ဒီနှစ်2025ခုနှစ်ဧပြီလမှာရှိတဲ့ထူးခြားမှုဖြစ်စဉ်လို့ကျွန်တော်တို့သုံးသပ်ရပါတယ်။လာမယ့်10ရက်နေ့မှာဆိုလို့ရှိရင်တော့ ဒီလေဆိုင်ဝဲဟာမြောက်ဘက်ကိုအနေငယ်ပြက်သွားပြီးတော့မြမကန်ဝေးမှာလေပြင်းထန်စွာတိုက်ခတ်တဲ့အတွက်ကြောင့်မလို့တင်လေကန်ဝေးရေလုံသားများအနေနဲ့အထူးသတိထားကြပါလို့ကျွန်တော်ဒီနေရာကသတိပေးလိုပါတယ်။ဒါမဲ့ကိုယ့်ရဲ့နေမှာဆိုလို့ရှိရင်လေဒီလေဆိုင်ဝဲဟာအနေငယ်အားပြော့သွားပြီးတော့ရခိုင်ကန်ယိုဒန်ဘက်ကိုအနေငယ်ကတ်တာတူရက်ကြောင့်မလို့ထူးကြလို့ရှိရင်ကျွန်တော်တို့ဒီလေဆိုင်ဝဲနဲ့လေဖျားနဲ့အခြေအနေများကိုဆက်လက်တင်ပြမှာဖြစ်ပါတယ်။ လုံးဝလေကျွန်တော်တို့ဒီလေဆိုင်ဝဲကတွန်းတဲ့လေတွေဗမာပြည်ကိုဘလို့ဝင်မလဲဆိုတာကိုကျွန်တော်တို့လေ့လာတဲ့အခါမှာလေးရက်နေ့တောက်ကြနေ့ဒီအညိုရောင်နေရာဆိုလို့ရှိရင်မြေနေတိမ်နေဖြစ်ပြီးတော့အပြာရောင်နေရာဆိုရင်အပေါ်ပိုင်းပေ9000အထက်ပေ1000ကတိမ်နေဖြစ်ပါတယ်ဒါကတော့လေးရက်နေ့မနေ့9ရက်နေ့မနေ့ရောက်တဲ့အခါမှာဆိုလို့ရှိရင်ဒီတိမ်တုဟာပုံမူပြီးတော့ဗမာပြည်ကိုရှင်းကပ်လာတယ်တိမ်အနေနဲ့ကိုကျွန်တော်တို့စတင် တိုင်းတာရရှိလို့ပဲအပေါ်ပိုင်းမှာတိမ်အမြင့်နေရဗမာပြည်တဲ့ကို အရှိတ်ကိုဖြတ်သွားနေတာကျွန်တော်တို့တိုင်းတာရရှိပါချောင်းရဲနေမနဲ့ရောက်တဲ့အခါမှာဆိုလို့ရှိရင်တော့အဲ့ဒီလေဆိုင်ဝဲကတိုးပို့တဲ့လေစီးချောင်းနဲ့တူတိတ်နေဟာပေ9တော်အကျော်ကနေပြီးတော့ဗမာပြည်ကိုစတင်ဖြတ်တန်းသွားတာတွေ့ရပါတယ်ဒီနေထားဆိုလို့ရှိရင်ငလင်လှုပ်တဲ့ဒေသတွေအတွက်အလွန်အာဏာရများတဲ့အခြေအနေစတင်ပြီးလို့ကျွန်တော်တို့ပြောနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီတိတ်နေဟာရခိုင်ရိုးမနဲ့ရှမ်းပြည်နယ်ရဲ့တောင်ပေါ်မှာရှိတဲ့လေအေးတွေဟာရေငွေ့ဖွဲ့ပြီးတော့ စတင်ပြီးတော့ဘိုးကောင်းကင်မှာမိုးရေဖွဲ့ပြီးတော့မြေပြင်ကိုစတင်ကြာဆင်းလာမှာဖြစ်ပါတယ်ဘလို့ကြာဆင်းလာရဲဆိုတာကြည့်တဲ့အခါမှာကျွန်တော်တို့မနေ့ကတော့မွန်ပြည်နယ်နဲ့တနင်္လာရီတိုင်းမှာနေရာကွက်ပြီးတော့မိုးကြီးသွားလို့ပဲဒီကနေ့၄ရက်နေ့မနေ့6နာရီတိုင်းတာကျဲ့ရကရင်ပြည်နယ်နဲ့မွန်ပြည်နယ်အောက်ဘက်တနင်္လာရီတိုင်းမှာ ကွက်ကြားမိုးကြီးတော့မယ်ဆိုတာကျွန်တော်တို့ခမန်းချက်တွေနဲ့တွက်ချက်လို့ရပါတယ်လာမယ့်စနေနေ့၅ရက်နေ့မှာဆိုလို့ရှိရင်တော့ထူးထူးခြားခြားဝါခင်မနဲ့ဖျာပုံကြားမှာ မိုးရရင်တိတသမ6လမအထိရနိုင်သလိုပဲရန်ကုန်တိုင်းရဲ့မြောက်ဖက်မှာတချို့နေရာတွေမှာနေရာကွက်ပြီးတော့မိုးများနိုင်တဲ့အနေအထားကိုကျွန်တော်တို့တွေ့ရှိရပါတယ်။မွန်ပြည်နယ်မှာလည်းဆက်လက်ပြီးတော့မိုးရွာသွင်းသလိုပဲသတင်းနာရီတိုင်းမှာလည်းဆက်လက်မိုးရွာသွန်းနိုင်တဲ့အနေအထားကိုခံမှန်းတွေ့ရှိရပါတယ်။ဒါမဲ့ကျွန်တော်တို့အနေနဲ့6ရက်နေမှာတော့မြန်မာပြည် AR တိုင်းမှာဆက်လက်ပြီးတော့မိုးရွာသွန်းပြီးတော့ပဲခူးတိုင်း၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့သတင်းနာရီတိုင်းတို့မှာဆက်လက်ပြီးတော့မိုးရွာသွန်းနေသလိုပဲ ကရင်ပြည်နယ်အချို့နေရာဒေသတွေမှာနေရာကွက်ပြီးတော့မိုးအနှင်းငယ်များနိုင်တဲ့အနေအထားတွေ့ရပါတယ်ကျွန်တော်တို့ထူးထူးခြားခြားအဲ့ဒီတိမ်ငွေ့ရဲ့နေထဲမှာမန္တလေးနဲ့နေပြီးတော့ရှမ်းပြည်တောင်နှံအစပ်မှာလည်းစတင်ပြီးတော့ကောင်းငင်ကကြတဲ့မိုးရီမြေပြင်ကိုရောက်လာပြီးလို့ကျွန်တော်တို့တိုင်းတာဆက်များကကျွန်တော်တို့ကိုသတိပေးနေပါတယ်ထို့အတူပဲချင်းပြည်နယ်အောက်ပိုင်းမှာလည်းစတင်မိုးရွာနိုင်တဲ့အနေအထားတွေ့ရပါတယ်လာမယ့်9ရက်နေ့မှာတော့ကျွန်တော်တို့စောစောကတင်ပြလိုက်တဲ့အတိုင်းပဲကျွန်တော်တို့မကွေးတိုင်း စကိုင်းတိုင်းမန္တလေးတိုင်းရှမ်းပြည်နယ်အောက်ဖက်တခုလုံးနေပြည်တော်ပဲခူးတိုင်းအရှိကြအနောက်ချမ်းအေရဝတီတိုင်းရန်ကုန်တိုင်းကရင်ပြည်နယ်မွန်ပြည်နယ်သတင်းဓာတ်ရီတိုင်းတို့မှာတချို့နေရာတွေမှာနေရာကွက်ပြီးတော့မိုးတီးထန်စွာရွာသွန်းနိုင်လို့ကျွန်တော်တို့ငလင်းလုံငန်းတွေလုတ်ကင်နေတဲ့အဖွဲ့အစည်းများအနေနဲ့အကျိုးကတိထားပြင်ဆင်ဖို့လိုပါတယ်။အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ခုနှစ်နှစ်မနဲ့တနအာရနေ့6နိုင်ရမှာဆိုလို့ရှိရင်နေပြည်တော်ကနေပြီးတော့ စစ်တောင်းမြေတို့တခြားလုံးတရားဝတီတိုင်းရခိုင်ရိုးမှတခြားလုံးမန္တလေးအထက်ဘက်မုံရွာကလေးဘော့နဲ့ရှမ်းပြည်အောက်ပိုင်းမှာစတင်မိုးရွာသွန်းတာကိုကျွန်တော်တို့ခံမှန်းတွေ့ရှိရသလိုပဲဧပြီလ9ရက်နေ့မနေ့6နိုင်မှနေပြီးတော့နေ့လယ်7နိုင်မှဆိုလို့ရှိရင်မန္တလေးတိုင်းစကိုင်းတိုင်းနေပြည်တော်ပဲခူးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းကြရပြီနဲ့ရှမ်းပြည်အောက်ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်တို့မှာစတင်ပြီးတော့မိုးတိထံကွာရွာသွန်းနိုင်တဲ့အနေအထားတွေ့ရပါတယ် ခုနှစ်ရက်နေ့နေ့လယ်7:00နာရီနေတော့ညနေ6:00နာရီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ချင်းပြည်နယ်အောက်ပိုင်းရခိုင်ပြည်နယ်မကွေးတိုင်းမန္တလေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းရှမ်းပြည်နယ်အောက်ချမ်းကြီးတခုလုံးကယားပြည်နယ်ပဲခူးတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်မှာလည်းမိုးရွာသွန်းနိုင်တဲ့အနေအထားတွေ့ရပါတယ်။ဒါရီယာဆိုလို့ရှိရင်ကျွန်တော်တို့6:00နာရီတိချင်းဖြစ်လာမယ်ခမန်းပြက်တွေဖြစ်ပါတယ်။ကျွန်တော်တို့လုပ်ငန်းလုပ်ကင်နေတဲ့အဖွဲ့အစည်းတွေနဲ့ကြိုတင်ပြင်ဆင်ဖို့လိုအပ်ပါတယ်။လာမယ့်7ရက်နေ့မှာဆိုလို့ရှိရင်တော့ကရင်ပြည်နယ်မှာနေရာကွက်ပြီးတော့ မိုးကြီးတယ်လို့ပဲရန်ကုန်တိုင်းအေရာဝတီတိုင်းပဲခူးတိုင်းနောက်ချမ်းနဲ့မကွေးတိုင်းနေပြီးတော့အရှိပဲချမ်းမှာဆက်လက်ပြီးတော့မိုးရွာနိုင်တဲ့နေသားတွေ့ရပါတယ်။လာမဲ့၉ရက်နေပါဆိုလို့ရှိရင်တော့ထူးထူးခြားခြားဒီဇိုင်းဝဲဟာရခိုင်ရိုးမကိုရခိုင်ပြည်နယ်တောင်တန်းကိုတွန်းတဲ့တော့ကြောင့်မလို့စစ်တွေမှာမိုးတီးထန်စွာရွာသွန်းနိုင်ပါတယ်။စစ်တွေကနေတော့ကြောက်ဖြူကြားမှာရှိတဲ့ဒေသနေထိုင်သူတွေအထူးသတိထားပြင်ဆင်ဖို့လိုသလိုပဲအေရာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းနေပြီးတော့ မန္တလေးရှမ်းပြည်နယ်တစ်ခုလုံးမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကြိုတင်ပြင်ဆင်ဖို့လိုအပ်ပါတယ်ဒီကနေ့အချိန်ခါဆိုလို့ရှိရင်ငလင်တန်ကြောက်မလို့လူတိုင်းလူတိုင်းဟာလမ်းမပေါ်ထွက်ကွင်းပြင်မှာထွက်ပြီးတော့ဒုက္ခများစွာနဲ့အိပ်ရတဲ့အချိန်မှာကျွန်တော်တို့အမိုးကာရရှိနေရင်းနဲ့အမိုးကာအောင်ရောက်ဖို့အတွက်အားလုံးပြင်ဆင်နိုင်ရန်အတွက်ကျွန်တော်တို့ဒီနေရာကအပြည့်ပေးလိုက်ပါတယ်ဒီကြားထဲမှာထူးခြားတဲ့ပြောင်းလဲမှုဖြစ်စဉ်တွေရှိရင်လည်းကျွန်တော်ကိုယ်သက်ထွေးနိုင်မီဒီယာမှာစနေကျွန်တော်တို့အရေးပေါ်ဆက်လက်တင်ပြမှာဖြစ်ပါတယ်အခုကျွန်တော်တို့တင်ဆက်နေတဲ့ရာဇဂုတုခမန်းသတိပေးချက်တွေဟာ မြလင်တန်ခံစားရတဲ့ဒေတာတွေအတွက်အလုံးအလုံးအရေးကြီးတဲ့အကြောင်းလို့ထပ်မှန်ပြီးတော့မျှဝေရှယ်ပေးကြပါခင်ဗျာထို့အတူပဲမြန်မာပြည်ရဲ့အင်တာနက်နှေးတဲ့အခြေအနေအရကျွန်တော်တို့ဗီဒီယိုအစား Telegram ကနေပြီးတော့ကျွန်တော်တို့အဖန်ဖိုင်လေးလုပ်ပြီးတော့အောက်ကလင့်ထဲမှာထည့်ပေးထားပါတယ်မျှဝေပေးကြပါလို့ကျွန်တော်တို့အသိပေးလိုပါတယ်ကျွန်တော်တို့အဖွဲ့အစည်းနဲ့မြလင်တန်ခံစားနေရတဲ့ကာလမှာရာသီဥတုအပိုင်းကိုကျွန်တော်တို့တာဝန်ယူတင်ဆက်ပေးမှာဖြစ်ပါတယ်တင်ဆက်ပေးဖို့လဲကျွန်တော်တို့ကိုကျွန်တော်တို့ကျွန်တော်တို့ရဲ့တာဝန်လို့သတ်မှတ်ထားပါတယ် ဲ့ဒီအတွက်ကြောင့်မလို့လုံသားပြည်သူအနေနဲ့ဆက်လက်ပြီးတော့အားပေးကြပါ